လာပါရှင်။ကျမလီလေးမောင်မ DPP ရုံမြင့်တန်ကြားရဲ့ည၈နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။အလဲဘက်မီဒီယာဂရုကမုံရသတင်းတော့ကိုစိုးမိုးထုံးမှုနဲ့ပတ်သက်ပြီးတရားစုံစမ်းဖော်ထုတ်ရေးယူသင့်တယ်လို့နိုင်ငံတကာစာနယ်ဇင်းသတင်းသမားများကောက်ွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ ကကြေညာချက်ထုတ်ပြန်လိုက်တဲ့သတင်းမြမဆွမ်းအင်အတွက်ကြောင်မီးသွင်းတဲ့အကြီးစားရေအားလျှက်စစ်စီမံကိန်းတွေဆွလွတ်ပြီး ပြန်ပြည့်မြဲစွမ်းအင်စနစ်ကိုရွေးချယ်တင်တယ်လို့လူမှုအဖွဲ့အစည်း400ကျော်ကတောင်းဆိုလိုက်တဲ့သတင်းအင်ချမ်းမြေအယောင်းဝယ်ဈေးကွက်အနေထား20ရာခိုင်နှုန်းလောက်ပြန်လည်မြင့်တက်လာတဲ့သတင်းဒီဇင်ဘာ12ရက်နေ့ညကအသက်ခံလိုက်ရတဲ့11 media ရဲ့မုံရွာခြေဆိုင်သတင်းတော့ကိုစိုးမိုးထုံးမှုနဲ့ပတ်သက်ပြီးတေချာစုံစမ်းဖော်ထုတ်အေးအေးယူတင်တယ်လို့နိုင်ငံတကာ စာနယ်ဇင်းသမားများကာကွယ်ရေးစောင့်ရှောက်ရေးအဖွဲ့ CPJ ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။အသက်36နှစ်အရွယ်ရှိတဲ့ကိုစိုးမိုးထွန်းဘာကြောင့်အသက်ခံရသလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့သူမသေးဆုံးငယ်လက်တလောအတွင်းမှာတော့ဒေတာရင်းတခိုးထုံမှုကိုစုံစမ်းသတင်းယူဖို့လုပ်နေတယ်လို့11 Media ရဲ့မန်းလေးမြို့တာဝန်ခံတဦးက CPJ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သေဆုံးနေတဲ့ကိုစိုးမိုးထွန်းရဲ့ဦးခေါင်းနဲ့မျက်နှာပေါ်မှာဒုံးနဲ့အရိုက်ခံထားရတယ်လို့လည်းရဲတွေကပြောပါတယ်။ ကိုစုံမထွန်းဟာ2015ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေစပြီး11 media ရဲ့မုံရအခြေဆိုင်သတင်းတောက်အဖြစ်နဲ့စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်11 media group ရဲ့ထုတ်ပြန်ချက်အရသူတို့ရဲ့မုံရအခြေဆိုင်သတင်းတောက်ကိုစုံမထွန်းသိဆုံးနေတဲ့အလောင်းကိုသခိုင်းတိုင်းမုံရမျိုးအောင်ချမ်းသာရက်ွက်ပြည်တော်စုလမ်းမကြီးအနီးတလင်းလာနေညတကောင်ရန်အချိန်လောက်မှာတွေ့ရှိခဲ့တာဖြစ်တယ်လို့လဲဆိုပါတယ်သတင်းတောက်ကိုစုံမထွန်း လောက်ကျန်တက်ပြတ်ခံရခြင်းမှာစနစ်တကျနဲ့ရရဲဆက်ဆက်ကြိုတင်ကြံစီပြီးလောက်ကျန်တက်ပြတ်ခဲ့ခြင်းဖြစ်တဲ့ဆိုတဲ့အကြောင်းလူတက်မှုနဲ့ပတ်သက်ပြီးအမှုကိုစစ်ဆေးနေသူရဲရရှိကလည်းဆိုပါရယ်ကိုစုံမိုးထုံးတည်ဆုံမှုနဲ့ပတ်သက်ပြီးအရက်သားတွေရဲ့လုံခြုံရေးနဲ့အမှုမှန်ကိုအမြန်ဆုံးဖော်ထုတ်နိုင်အောင်မြန်မာအစိုးရအနေနဲ့ဆောင်ရွက်ပေးဖို့မြန်မာ journalist ကွန်ရဲ့ MGN ကလည်းတောင်းဆိုလိုက်ပါရယ်ရှင်လောက်ကျန်တက်ပြတ်ခံရပြီးတည်ဆုံခဲ့တဲ့11 media group ကမုံရမျိုးကန်တရင်တော့ကိုစိုးမိုးထွန်းရဲ့နာရီခန်းနာကို ဒီနေ့မွန်လယ်၃နာရီကမုံရွာမြို့စားကျင်းတုတ်တံမှာပြုလုပ်ခဲ့ပါတယ်။တည်ဆုံးသူကိုစိုးမိုးထွန်းရဲ့နာရီခန်းနာကိုပြည်သူလူထု၃000ကျော်လာရောက်ခဲ့ပြီးအမှုမှန်အမြန်ဆုံးပေါ်ပေါက်ဖို့အတွက်ကိုလည်းမြန်မာဂျာနယ်လစ်ကွန်ရွယ်မုံရွာကကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ပြီးတောင်းဆိုခဲ့ပါတယ်။ ကိုစုံမထုံးလောက်ကျန်တက်ပြက်ခံရခြင်းဟာစနစ်တကျနဲ့ရရဆက်ဆက်ကြိုတင်ကြံစီပြီးလောက်ကျန်တက်ပြက်ခဲ့တာဖြစ်တယ်လို့လူတက်မှုနဲ့ပတ်သက်ပြီးအမှုစစ်ဆေးနေသူတဦးဖြစ်သူမြို့မရဲစခန်းကတာဝန်ရှိသူတဦးကလည်းပြောပြပါဗါး11 media group ရဲ့မုံရသတင်းတော့ကိုစုံမထုံးဟာမုံရမြို့ပေါ်မှာဖြစ်ပျက်နေတဲ့သတင်းတွေ၊နေနေသတင်းတွေ၊လက်ပရောင်းတောင်ကျင်းဒီစီမံကိန်းသတင်းတွေနဲ့ နယ်မြေအတွင်းဖြစ်ပျက်နေတဲ့သတင်းတွေကိုအမှန်တိုင်းဖော်ထုတ်ရေးသားနေသူတဦးလည်းဖြစ်ပါတယ်။သူဟာမျိုးပေါ်မှာရန်ညိုးရန်စားမရှိသူတဦးဖြစ်လို့မျိုးကန်သတင်းတောက်တွေကလည်းပြောပြထားပါတယ်ရှင်။ကဘာတဝမ်းမှာအမျိုးသမီးတွေရဲ့ပညာရေးနဲ့အလုတ်ကန်ကဏ္ဍမှာတိုးတက်မှုရှိလာပေမဲ့အမျိုးသမီးတွေအကြမ်းဖက်ခံရတာအခကျင်းငွေမရတဲ့အလုတ်တွေလုပ်နေရတာဆုံးဖြတ်ချက်ချတဲ့အစ်စ်မှာအမျိုးသမီးကိုစားပြုမှုနှဲပါနေတာစတဲ့စိန်ခေါ်မှုတွေရှိနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်ဂျပန်နိုင်ငံတိုကျိုမြို့မှာဒီဇင်ဘာ23ရက်ကနေ14ရက်ထိကျင်းပတဲ့ကမ္ဘာအမျိုးသမီးများညီလာခံကိုပေးပို့တဲ့ဗီဒီယိုမိန့်ခွန်းမှာပြောကြားသွားတာဖြစ်ပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြေရှင်းရမှာတမကြီးဟိုးကြအတွေးခေါ်တွေကိုကြော်လွန်စဉ်းစားကြဖို့ကိုလည်းကမ္ဘာတဝန်းကအမျိုးသမီးတွေကိုတိုက်တွန်းသွားပါရရှင်။ သတင်းအကြောင်းပြငွေကြေးတောင်းခံတဲ့သတင်းတောက်တွေကိုပြည်သူတွေကသတင်းမီဒီယာသမားတွေပါဥပခပြုဖို့လိုတယ်လို့မြန်မာသတင်း journalist ကွန်ရက်ကနေပြောပါရယ်အောင်ဆန်းဦးကပြပို့ထားတာပါမြန်မာ journalist ကွန်ရက်ရုံးခန်းမှာသတင်းသာရှင်းလင်းပွဲပြုလုပ်ဖို့အတွက်ငွေကြေးပေးရတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ပေါ်မြန်မာ journalist ကွန်ရက်ရုံးကဒီဇင်ဘာ17ရက်နေ့မှာသတင်းသာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။နိုင်ငံရေးကျင်းသားဟောင်းတအူးကမြန်မာ journalist ကွန်ရက်ရုံးကိုအုံချပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်လို့တဲ့ဦးကျော်မင်းထံငွေ3သိန်းလိမ့်လေရယူခဲ့ရကအခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်လို့မြန်မာဂျာနယ်လစ်ကွန်ရက်အတာဝန်ရှိသူတွေကဆိုပါတယ်။ဒါပြင်သတင်းကိုအကြောင်းပြပြီးငွေကြေးတောင်းခံတဲ့သတင်းတောက်တွေကို ပြည်သူတွေအနေနဲ့သတင်းမီဒီယာအဖွဲ့အစည်းတွေကိုတိုင်ကြားဖို့လိုသလိုလူအတိုင်းဝိုင်းကနေလည်းဥပိ္ပခပြုဖို့လိုတယ်လို့မြန်မာ journalist ကွန်ရက်အထွေထွေတွင်ရေးမှုကပြောပါတယ်။ဒေသဆရာတွေအနေနဲ့ကျင့်ဝတ်ဖောက်ပြပြီးတော့မှသတင်းပါဖို့ငွေကြေးပေးရတယ်၊သုံးတရားပေးရတယ်ဆိုလို့အမှုခင်မျိုးရှိတယ်ဆိုလို့ရှိရင်ပြည်သူများကလည်းသူတို့ကိုမပေးဘဲနဲ့ကျွန်တော်တို့အသိပေးခြင်းအပြင်ကူညီပါလို့ကျွန်တော်ဒီကနေသတင်းစကားပါချင်တာပါပဲ။အဲတော့ကျွန်တော်တို့ဒီမြန်မာ journalist ကွန်ရက်ကလည်းအဲဒီပြည်သူနေလာခဲတဲ့ဘယ်သူမှမဆိုလက်ဖွင့်ထားပါတယ်အခမဲ့လာပြီးတော့ရှင်းလို့ရပါဆိုပြောချင်ပါတယ်။ နိုင်ငံရေးကျင်းဆောင်ဟောင်းတအုပ်အပေါ်ပုံကိုရီခင်မင်မှုရအကူအညီပေးလိုက်မိတဲ့အတွက်မြန်မာသတင်းမီဒီယာလောကရဲ့ဂုဏ်သိက္ခာကိုထိခိုက်ခဲ့ရတာဖြစ်တယ်လို့ငွေကြေးလိမ်လည်မှုဖြစ်စဉ်မှာပါဝင်ခဲ့တယ်လို့ဆူဆွဲခံရသူသတင်းတော်ကိုချစ်ကိုကိုကပြောပါတယ်ကျွန်တော်ဆိုသိက္ခာကြားရတယ်ဗျာအနေနဲ့ကကိုရိုးသားဆိုတာကုညီလိုက်တဲ့ဥစား အဲအဲ့မှာတော့ပေးပေးပြီးယူပြီးတာကြမှာပြီးမှမလုံးရတဲ့အနေထားမှာကိုကတော့ရှင်းရှင်းလေးပဲဗျားမာတဲ့မျိုးသူနဲ့တွေ့တာနှစ်ခါပဲတွေ့ရမြန်မာ channel လေးကွန်ရဲ့ယုံဟာသတင်းမီဒီယာနဲ့သက်ဆိုင်တဲ့ကိစ္စတွေအပြင်အများပြည်သူနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကိုငွေကြေးတစုံတရာမယူပဲသတင်းစာရှင်းလင်းပွဲကျင်းပခွင့်ပြုထားတာဖြစ်ပါတယ်သတင်းစာရှင်းလင်းပွဲပြုလုပ်သူတွေအနေနဲ့မြန်မာ channel လေးကွန်ရဲ့ယုံငန်းကတတ်မှတ်ထားတဲ့စီကံချက်တွေကိုတော့လိုက်နာရမှာဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်ကတော့အောင်ဆန်းပါဆက်ဆက်ရဲ့ ကျမ်းပတ်တိုက်ခိုက်မှုတွေမှာပါဝင်တဲ့တန်ရရှိသူတွေကိုဖမ်းဆီးစစ်ဆေးနေရမှာမသက်ဆိုင်သူတွေကို ပြန်လည်လွှတ်ပေးနေပြီးလက်ရှိချိန်ထိ48ဦးကိုလွှတ်ပေးပြီးဖြစ်ကြောင်းရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ကဒီနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။ကော်မရှင်ဟာမောင်နှောဒေသကိုပထမကြိမ်တွားရောက်ခဲ့တဲ့ခရီးစဉ်မှာစုံစမ်းစစ်ဆေးမှုလုပ်ငန်းလုပ်ရုံနဲ့မဟုတ်ပဲဒေသတည်ငြိမ်ရေးဒေသခံတွေရဲ့ရောင်းဝယ်ဖောက်ကားလေပတ်နေရတာစားဝတ်နေရေးအဆင်ပြေရေးနဲ့တခြား ပညာရေးကျန်းမာရေးကိစ္စတွေကိုပါအစဉ်ပြေရေးအတွက်ကော်မရှင်ကညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ကားသွားလာမပြတ်အောင်ကားသမားတွေနဲ့ဈေးတွေတွေနားလည်မှုယူပြီးရောင်းချနေတဲ့ရန်ကုန်မြို့လေကောင်က ပြန်ကြဈေးအကြောင်းကိုတော့သတင်းတောက်ဟေမာဝင်းကတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ တော့မလို့ရအောင်ဘဝတော့မှရေးငါလည်းဟုတ်လားရန်ကုန်မြို့ပွဲတမ်းမြို့နယ်တင်ကြီးစိတ်အေယုံနယ်ပြည်ုံကြား26လမ်းမပေါ်ကဈေးမှာတော့ကုံစိမ့်တဲ့တာငါးစီးတဲ့တတိစေးတဲ့တွေရောင်းချတဲ့ဈေးဖြစ်ပါတယ်။ဒီမှာရောင်းချတဲ့ဈေးတဲ့တွေဟာလမ်းမပေါ်မှာရောင်းချနေတာကြောင့်ကားလာတဲ့ဆိုရင်လူတွေက ဘေးဖယ်ပေးကြပြီးကားကဈေးပန်းတွေကိုခွာမောင်းနေတာပါတချို့ကားတွေကဈေးပန်းတွေကိုတန်နေမိတာမျိုးတွေရှိပြီးပျက်စီးမှုရှိတာတွေလည်းရှိပါတယ်ဒါပေမဲ့လည်းလမ်းမပေါ်မှာကပိုပြီးဈေးရောင်းရတယ်လို့ရောင်းချသူတွေကပြောပါတယ်ဘင်းတော့ပင်မနာပေါ့လှဲတွေလည်းလာတယ်ချို့ကလည်းကားတွေလည်းလာတယ်ကားကိုရွှေ့ရတာပေါ့နော်မရွှေ့လို့လည်းမရဘူးလေသူတို့ကလည်းဒီမှာကုန်ချတဲ့ခါကျတော့ကိုရီးယားဒါနားလည်းမူပေးရတာပေါ့ဟုတ်လဲတော့ဈေးတွေဆိုတော့လည်းအလဲကောင်းပဲရောင်းရတာလေဘေးဆိုမရောင်းရအောင် လူတိုင်းကလည်းဟိုမင်းမြန်တော်တော်လေးဒီလိုပဲကြုံရင်ဝယ်သွားကြတာအမောပြေပေါ့တဘောအသီးနဲ့ပြဲနဲ့ငင်းငင်းတွေကဟိုလဲလာလဲရွှေရတယ်မတို့ကမှိုက်လဲတဲ့ကားတွေပါရှိရအေယုံပြီးအောင်မှိုက်လဲဆိုတာရှိရသူတို့လည်းမတို့ကဖယ်ပေးရတယ်ဖယ်လို့ခဖယ်ချင်းလာလာသူပဲလာလာမတို့ကဖယ်ပေးရညားရီမှာဟိုဘက်လဲသွားတယ်ဒီဘက်လဲသွားတယ်အဲ့လမ်းလမ်းကောင်းမှအဲ့လိုတက်တက်နေနေရတာအဲ့လိုမျိုး26လမ်းဈေးဟာမနေ့6နာရီကနေည9နာရီအထိတနေ့ကုန်ရောင်းချတဲ့ဈေးလေးဖြစ်ပါတယ် ဒီဇီလန်မှာပေါ်ဝင်ထွက်နေတဲ့ကားတွေဟာမနေ့ပိုင်းမှာပုံများပြီးညနေ3နာရီနောက်ပိုင်းမှာတော့ဈေးရုံကိုဝင်ထွက်တဲ့ကားတွေနေသွားတယ်လို့ဈေးရောင်းချသူတွေရဲ့ပြောပြချက်အရာသိရပါတယ်။ကားရနေ့တိုင်းလာတဲ့ဟိုဟာတနေ့ခုနှစ်နေ့ရကြာပါတယ်။အော်ခဏခဏလည်းလာမဟုတ်သွားပစ္စည်းတင်ကြရှိလို့လာတယ်အဲ့တော့ဖယ်ပေးရတယ်နေ့တိုင်းဖယ်ပေးရတယ်အသက်လုံးရနေ့တိုင်းဖယ်ပေးရရဆိုမှရှိတယ် 26လမ်းစီလမ်းမပေါ်မှာတော့ကုံစိန်သားကတစ်တီးစားတဲ့ဈေးရောင်းချသူရကနန်းနီးပါးခန့်ရှိပါတယ်။အခု26လမ်းစီကတစ်တီးရောင်းချသူတွေကတော့ညစေးမှာရောင်းချခွင့်ရရှိထားကြပေမဲ့ကုံစိန်တဲ့တွေကတော့ရောင်းချခွင့်ရတဲ့အထဲမှာမပါသေးပါဘူး။ကျမဟေမာဝင်းပါတဘာဝအတိုင်းရှိနေသေးတဲ့30ရေတကွန်တစ်ခုကိုမန်းလေးမြို့အရှိပဲပသိမ်ကြီးမြို့နယ်အတွင်းကရှမ်းတော်ကုန်းကြီးရွာမှာတွေ့ရှိခဲ့ပါတဲ့အိမ်ခိုင်မြေကသတင်းပေးပို့ထားတာပါရှင်။ ဗန်းလေးမျိုးကနေ9မိုင်လောက်သွားရတယ်ပသိဉ္စီမြို့နယ်အတွင်းကအရှင်တော်ကုန်းကျေးရွာမှာတဘောင်ဝတန်ရှိနေသေးတဲ့၃ဆင့်ရေတံတစ်ခုကိုတွေ့ခဲ့တာပါရဲကောင်ကိုတွေ့ရှိခဲ့တာနှစ်ပတ်လောက်သာရှိသေးပေမဲ့လာရောက်လေပက်သူတွေနဲ့စီကားနေပါတယ်။ဒီလိုရဲ့အလီဆုံးနေရာမှာရှိတဲ့ဒီရဲကောင်ဖြစ်ပေါ်လာတဲ့အတွက်ဝန်လေးမျိုးကဖန်လာဖြစ်တဲ့သူတွေတစ်စီးစီးနဲ့ညားလာတယ်။ အဲ့ညားလာတဲ့အချိန်မှာဒါလေးကသဘာဝအတိုင်းပဲကျွန်တော်ရှိနေမယ်ဆိုရင်ပို့ပြီးတော့စင်ကြည်မယ်အဲလာရောက်တဲ့သူတွေငယ်လေးစီကဲရှိရှိနဲ့အမိုက်ဖြစ်တာအဲမြေရထိုင်တာအဆအားလုံးဝိုင်းဝန်းပြီးချင်းသိမ့်လိုက်မယ်ဆိုရင်ကျွန်တော်ဒါလေးကအဲ့ရဲ့ဇက်ဖို့ပြီးသွားလုပ်ငန်းတစ်ခုတွေ့လဲအရှင်ပြေနိုင်တဲ့နေရာလေးတစ်ခုပါလာရောက်လေပတ်သူတွေကရေတကုံကိုတဘောင်ဝတော်လန်းအတိုင်းသွာလာရတာကိုနှစ်သက်ကြပြီး ပြန်လဲပြုတ်ပြင်မအောင်မလိုလားကြပါဘူး။ဟိုမိချင်းနာမျိုးမိချင်းနာမျိုးကနေလာပြီးတော့ အလက်လာပေါ့နော်အဒီဒီကူကသဘောဝတန်လေးဆိုအရန်လာပါတယ်အပြီးကြတော့တိတ်လဲမမြင်တော့လေသွားရလာရတာအရန်လွယ်ကူတယ်ပြီးကြတော့ဒီကနေ့ထားတာပိုကောင်းမယ်ထင်တယ်မန္တလေးမြို့ကနေအနီးဆုံးနေရာမှာရှိနေတဲ့အတွက်လာရောက်လည်ပတ်သူတွေများလာပြီးရေကုန်ပတ်ဝန်းကျင်စီးကင်းမဲ့အမိုက်စွန့်ပစ်မှုတွေကများနေပါတယ်။တဘာဝအတိုင်းရှိနေတဲ့အတွက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပြီးတော်ရင်ခီးသွားလုပ်ငန်းဆောင်ရွက်သင့်ပြီးဒေသခံတွေအတွက်အလုပ်ကန်ခွင်လန်းတွေ ပုံမရရှိလာနိုင်တယ်လို့သုံးသက်သူတွေလည်းရှိနေပါတယ်ကျွန်တော်ကအိမ်ခိုင်မြဲပါမန္တလေးမြို့မဟာအောင်မြင်မြို့နယ်ဒေဝုံအရှိညောင်ကုန်းရဲ့ရေပန်းဖုံးကြီးကျောင်းကျောင်းတိုက်ဝင်းအတွင်းကပောက်ကွဲစေတတ်သောပစ္စည်းတွေဖမ်းဆီးရမိတဲ့အပေါ်မြို့ကံပြည်သူတွေကစိုးရိမ်ထိတ်လန့်နေကြပါတယ်။အအောင်နိုင်ရသတင်းပေးပို့ထားတာပါရှင်။ ဒီဒီမာလာ၁၀ရက်နေ့ကဒေဝင်းရှိအကွက်294ညောင်ကုန်းရဲ့ရေပန်းဘုံကြီးကျောင်းဝင်းအတွင်းကပောက်ကွက်စစ်တပ်သောလက်စစ်ဒီတိုပီတာများကိုဖမ်းဆီးရမိခဲ့တာကြောင့်ဒေသခံပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။စိုးရိမ်တာပေါ့ဗျာဘယ်ပြောပါ့မလဲ။ကျွန်တော်တို့မှပြောကြလို့ဆိုလို့ရှိရင်ဘာမှမသိတဲ့သူတွေနေနေတာ။သိလာတဲ့ခါကျတော့နည်းနည်းလေးတော့လန့်လာပါတော့။ဘာဖြစ်လို့ဆိုနောက်ပိုင်းဆိုရုံးသားဆိုကျွန်တော်တို့ဒီပတ်ချာလဲမှာကျွန်တော်တို့မကြည့်ရင်တော့မှအဲ့ဒီအကြောင်းလဲမှာရှိတဲ့တန်ခါတွေအများကြီးရှိနေတယ်။ ဟုတ်လားအဲ့လိုမျိုးတွေထိခိုက်နေကေကံဖြစ်သူရဲစင်အောင်နဲ့သူတွေပြုတ်ကောသူတွေတို့ကိုဒီဇင်ဘာလ12ရက်နေ့ကမဟာအောင်မြို့နယ်တရားဥပမာပထမကြိမ်ရုပ်ထုတ်ခဲ့ပြီးရမန်လေးတစ်ပတ်ယူခဲ့တာကြောင့်တသက်3ရက်နေ့ကိုပြန်လည်ချေးဆိုလိုက်ပါတယ်။ပောက်ကွဲစေတဲ့ပြည်သူများဥပဒေပုံမှန်၅ဖြင့်တရားစွဲဆိုထားပါတယ်။ဒီဂျူနီတာတွေကတကယ်အပြတ်မလို့မလို့ဆိုနေတယ်ဒီဒီဂျူနီတာရဲ့အကဘက်ထရီရဲ့ခလုတ်ရဲ့အကနိုင်ရဲ့ပောက်ကွဲတဲ့ဒီဒီရဲနဲ့ပေါင်းစပ်ရင်လေဒီရဲတွေကပောက်ကွဲတဲ့ပစ္စည်းတွေလည်းလုပ်လို့ရတယ်။ ဟောက်ကွဲနိုင်တဲ့ပစ္စည်းတွေကိုလောက်ဝထားရှိပေမဲ့လည်းဒီတိတို့နေတာတွေကဆိုတော့တရားဝင်ပါတော့ကျောက်ကျောက်မဲခွဲတဲ့တွေလုံမှာဆိုလဲဒီတို့နေတာတွေခုခုချက်တောင်းပြီးလိုင်စင်နဲ့သူကခိုင်ပြီးတော့ဆောင်းရမှာပေါ့အဲဒါသူတို့တရားဝင်ဆိုတော့မဆောင်းနိုင်တဲ့ဥလာကတော့ပေါက်ကွဲနေတဲ့ဝိပစ္စည်းအုပ်တွေပုံမှာငားနေတယ်မျိုးတွေရေးရေကန်နေဦးထံကပြုံးနေတဲ့တို့ဝါကျွေးတက်စင်ထားတဲ့ဒီတို့နေတာလက်သစ်စနစ်တန်းချောင်းဆုံးဟာကျော်နဲ့အိန္ဒိယနိုင်ငံတို့အစိုးရဒီတစိပ်ပါမိချို့ဒီတို့နေတာအချောင်း183ချောင်းနဲ့အတူ ပောက်ကွဲစေတဲ့ပစ္စည်းများနဲ့ရောစက်အသုံးပြုသောအမိုနီးယားနက်ထရိတ်မျိုးစိအိမ်မျိုးစုံ250တို့ကိုတင်သီရမိခဲ့ပါတယ်ကျွန်တော်အောင်းနိုင်ပါမပုံတင်ကပ်ပြားတွေကိုစမကတ်ပြောင်းလဲဖို့ရှေ့ပြေးစီမံချက်ဆောင်ရွက်နေပြီးမပုံတင်လုပ်ငန်းအတွက်ပေးရတဲ့နှုံတွေပြောင်းလဲဖို့စီစဉ်နေကြောင်းပြည်တော်စုဝင်ကြီးဦးသိန်းစွေက ပြောပါရယ်ဒီဇင်ဘာ14ရက်နေ့အမျိုးသားလွှတ်တော်စည်းဝေးမှာ ရှမ်းပြည်နယ်မဲဆန္ဒနယ်ကဦးကျော်နေနိုင်ရဲ့အမျိုးသားမပုံတင်ညှင်းလုပ်ငန်းစဉ်တွေ ပြုပြင်ပြောင်းလဲမြင့်တင်ရမှာစမတ်ကတ်ကိုကင်ဆောင်နိုင်မဲ့အဆင့်ထိဆောင်ရွက်တာမှာမြေကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကိုသိရှိလိုကြောင်းနဲ့အမျိုးသားမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ပေးသွင်းရမယ့်စတဲ့နှုံနှားတွေဟာခေတ်ကာလနဲ့လျော်ညီမှုမရှိဘူးလို့နိုင်ငံတော်ဘန်နာတိုးပွားရေးအတွက်ပြောင်းလဲသတ်မှတ်ဖို့အစီအစဉ်ရှိမရှိမေးခွန်းနဲ့ပတ်သက်ပြီးအလို့သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးသိန်းစွေကပြောသွားတာဖြစ်ပါတယ်။အမျိုးသားမပုံတင်ကပ်ပြားတွေကို EID လို့ခေါ် Smart Card အဖြစ်ပြောင်းလဲထုတ်ပေးဖို့စီစဉ်ဆောင်ရွက်နေပြီး EID Smart Card ဆောင်ရွက်တဲ့နေရာမှာနိုင်ငံသားတအူးချင်းစီရဲ့အချက်လက်တွေကိုရေးသွင်း ်မှတ်သားထည့်သွင်းဖို့လိုတာဖြစ်တဲ့အတွက်ပိုင်းလော့ project အဖြစ်စတင်ဆောင်ရွက်နေပြီလို့လည်းပြောပါရတယ်။အဲ့ဒါအပြင်ရှေ့ပြေးစည်ရင်းတွေကောက်ယူတဲ့လုပ်ငန်းတွေကိုလည်းမန်းလေးနေပြီးတော့မှဆောင်ရွက်နေသလိုအခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်းဆက်လက်လေ့လာဆောင်ရွက်သွားမယ်လို့ဆိုပါရတယ်။မြန်မာနိုင်ငံမှာနိုင်ငံသားစစ်စီရေးကင်ဆောင်ထားသူ38တန်းကျော်ရှိတယ်လို့လည်းသိရပါဗျာ။မပုံတင်လောက်တာမှာပေးရတဲ့အခကျင်းဝင်နှုံးသားတွေကိုခစ်ကလာနဲ့အညီပြောင်းလဲဖို့မြန်မာနိုင်ငံသားဥပဒေဆိုင်ရာလှုံ့ထုံးလုံနည်းတွေပြင်ဖို့ ြင်ဆင်ရေးအဖွဲ့ကိုဖွဲ့စည်းပြီးပြင်ဆင်ချက်တွေကိုပြည်အောင်စုရှင်းနေချုပ်ယုံကိုပြဖို့သွားမယ်လို့လည်းဆိုပါရရှင်လက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွင်းဒေါ်လာတန်ဖိုးဟာအတိုက်အတာတစ်ခုထိဆက်လက်မြင့်တက်နိုင်တာကြောင့်ဝင်ရောက်ဈေးကစားသူတွေကိုထိမ့်သိမ့်နိုင်ဖို့လိုအပ်နေပါတယ်ဥတိုက်စင်ကသတင်းပေးပို့ထားတာပါရှင်။ ပြည်တွင်းနိုင်ငံကကျေးဇူးကမှာအမေရိကန်ဒေါ်လာတန်ဖိုးဟာပြီးခဲ့တဲ့ဥသိမ်းစိန်ဆိုတဲ့လက်ထက်ကအမြင့်ဆုံးရှိခဲ့တဲ့ဒေါ်လာကိုမြန်မာငွေ1200ကျော်ကျော်ရှိတဲ့ဈေးနှုန်းထက်ဆန့်ကျင်တဲ့အမြင့်ဆုံးရှိနေတာပါ။ဒါကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွင်းအမေရိကန်ဒေါ်လာတန်ဖိုးဟာတိုင်းနာတစ်ခုထိဆက်လက်မြင့်တက်နိုင်တဲ့အနေအထားမှာရှိတာကြောင့်ဝင်ရောက်ဈေးကစားသူတွေကိုထိန်းပေးဖို့လိုနေပြီလို့ကုန်သက်စမှုတင်ချက်ဒူအုတ်ခရာကတုံ့တက်ပြောပါတယ်။ဒီလိုပုံစံ free flow လောက်ထားပြီးရင်တော့ကြက်ကြက်မမမလုပ်ရင်တော့လေတက်နိုင်ကြီးရှိပါတယ်။ ဒါပေမဲ့လို့အတိုင်းတာတစ်ခုအထိရောက်သွားရင်တော့ level တစ်ခုရောက်သွားရင်တော့တန့်သွားပြီးတော့ဟိုချင်းဟိုခါမှာပြန်ကြလာနိုင်တဲ့အလားအလာလည်းရှိပါတယ်ဒါပေမဲ့ဒါ speculative market ကပိုများတဲ့အတွက်ဟိုတော်တော်များများပညာရှင်တွေကပြောရဆိုရတာလို့ ਆ ခဲ့တာခက်ပါတယ်အရင်တော့ကတော့အာနာဇက်နဲ့လုတ်သွားပြီးတော့သက်ဆိုင်ရာကစားတဲ့ဟာလေးကိုကင်လိုက်တာ ਨੇ ချက်ချင်းထိုးပြီးကြသွားတာလေးပိုင်းလေးရှိပါတယ်။စီပွားရေးပညာရှင်တူကလည်းဘိုးဘန်းအနေနဲ့ဒေါ်လာတန်ဖိုးကိုဝင်ထိန်နိုင်ဖို့ကနိုင်ငံရန်ငွေကြေးကအလုံလောက်ရှိမှာပဲဖြစ်မယ်လို့ထောက်ပြပြောပါတယ်။ Foreign Exchange Reserve ကဘိုးဘန်းတစ်ခုမှာ imported တန်ဖိုးရဲ့ဖြန့်ဖြန့်တန်ဖိုးရဲ့3လစာလောက်အနည်းဆုံးရှိရတယ်။ရှိရတဲ့ဥစ္စာကခုန deficit တွေကများနေတယ်မလား။မနေ့က4ဘီလီယံလောက်ဖြစ်တယ်ခုန5ဘီလီယံလောက်ပြီးခဲ့တဲ့နှစ်ကဖြစ်တယ်။ကိုရှိရတာမှ12 10 12ဘီလီယံလောက်ပဲ export စုစုပေါင်းရတယ်ဆိုတော့ နည်းနည်းလေးဝန်ကြီးရစားဖြစ်တာလေးကပြုံပြုံသွားတယ်နဲ့တူးတယ်ပြည်တွင်းနိုင်ငံငွေကြေးအစည်းအဝေးအတွက်ဘိုးဘန်းကနှိစဉ်ရှင်ကျုံငွေလဲနှုန်းကိုတတ်မှတ်ပေးနေတာပါဒီကနေ့ဒီဇင်ဘာလ2ရက်နေ့အတွက်ဘိုးဘန်းရဲ့ရှင်ကျုံငွေလဲနှုန်းကထုတ်ပြန်ထားခြင်းမရှိပေမဲ့ငွေလဲကောင်တာတွေမှာတော့အမေရိကန်ဒေါ်လာကို1380ကျပ်အဝယ်ရှိပြီးရောင်းဈေးက1386ကျပ်ရှိပါတယ်ခင်ဗျာကျွန်တော်တိုက်စင်ဒိန်းပေးပို့ထားတာပါပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကတိုက်ပွဲတွေဖြစ်ပွားခဲ့လို့လူသူကင်းမဲ့သွားခဲ့တဲ့ မူဆယ်105မိုင်ကုန်းသွယ်ရေးဇုံဟာအခုကုန်တင်ကားတွေနဲ့ပြန်လည်လူစီကားနေပြီဖြစ်ပါတယ်စစ်ပွဲအတွင်းကမြန်မာတရုတ်နိုင်ငံကုန်သွယ်ရေးခဏရပ်ဆိုင်းသွားပေမဲ့လက်ရှိအချိန်မှာတော့တရက်9မိုင်ကုန်သွယ်ရေးဇုံအတွင်းမှာရင်အစစ်ဆေးခံမဲ့ကုန်တင်ရင်ကြီးတွေနဲ့ပြည့်ညတ်နေပါတယ်။ဒီကာလဟာပွင့်လင်းရာသီဖြစ်ပြီးကုန်စည်ပို့ဆောင်ကလည်းပုံမရရှိတာကြောင့်အခုလိုတရက်9မိုင်ဇုံအတွင်းကုန်စည်ကားတွေပြည့်ညတ်ရတာဖြစ်တယ်လို့ကုန်တင်ကားမောင်းသူတို့က DVB ကိုပြောပါတယ်။ အဲ့ဒါအပြင်လက်ရှိအခက်အခဲအနေနဲ့ကတော့105မိုင်ကုံသွဲရေးဇုံတွင်ရင်စစ်ဆေးခံဖို့စောင့်ဆိုင်းရတာနဲ့ပြည်တော်စုလမ်းမပေါ်ရင်ကြောပိတ်ဆို့မှုတွေဖြစ်တာတွေကြောင့်ကုံတွေဟာမန်းလေးကနေတရုတ်နိုင်ငံဘက်အချမ်းကိုရောက်ဖို့၅ရက်ကြာမြင့်နေတယ်လို့လဲဆိုပါရတယ်။လက်ရှိတရုတ်နိုင်ငံကိုမြန်မာနိုင်ငံကနေအဓိကတင်ပို့နေတာကြောင့်ပြောင်းစံတကြားနဲ့ရာသီပေါ်သိနှံတွေဖြစ်ပါရတယ်။အခုချိန်မှာ ပြောင်းဆန်တဲ့ကြောင်းကိုတရုတ်ဘက်ကအဝယ်လိုက်နေပေမဲ့ဒေတာတွင်ပြောင်းစင်းနှုန်းကတော့ကျဆင်းနေတယ်လို့ရှမ်းပြည်မြောက်ပိုင်းကပြောင်းဆိုင်တောင်သူတွေတွက်ချင်မကြိုက်ဘူးဖြစ်နေပါတယ်လို့သိရပါတယ်ရှင်။မြမစွမ်းရင်အတွက်ကြောင်မီးသွေးနဲ့အကြီးစားရေအားလျက်စစ်စီမံကိန်းတွေဆွလပီးပြန်ပြည့်မြဲစွမ်းရင်စနစ်ကိုရွေးချယ်တင်တယ်လို့လူမှုအဖွဲ့အစည်း၄၀၀ကျော်ကတောင်းဆိုလိုက်ပါတယ်။ထွန်းထွန်းသိမ်းပေးပို့ထားတဲ့သတင်းဖြစ်ပါတယ်။ပြန်ပြည့်မြဲစွမ်းရင်ဆိုတာကတော့တဘာဝနဲ့ လူမှုပတ်ဝန်းကျင်ကိုထိခိုက်ခြင်းမရှိဘဲနဲ့ဆောင်ရွက်နိုင်တဲ့စနစ်ဖြစ်ပြီးလေဆွားရင်စနစ်တပိုင်းတနိုင်လျှက်စစ်တပ်အဖွဲ့စနစ်စတဲ့လုပ်ငန်းတွေပါတောင်မီတို့စေယုံနဲ့မြေဆောင်ဆယ်လိုကြီးမားပြီးတဘာဝနဲ့လူမှုပတ်ဝန်းကျင်ကိုထိခိုက်တဲ့စီမံကိန်းတွေဆောင်ရွက်ခြင်းမပြုဖို့အတွက်လူမှုဖွဲ့စည်းတွေကတောင်းဆိုကြတာပါ Fossil fuel ထဲမှာကြောင်မီတို့ရအဆိုးဆုံးအညစ်ပတ်ဆုံးစွန့်အင်လို့ဆိုလို့ရနော်သို့သောဘလောက်ပဲ clean code technology ပေါ်နေပါစေဒီနည်းပညာကိုတုံးခြင်းသည် ယခုနပြောတဲ့ကမ္ဘာမှာအထီးရိုက်ဆုံးဟလာကျွန်တော်နိုင်ငံတမန်နဲ့မတူဘူးအခုမှစပြီးတော့ဟလာလုပ်မှာလေ reform မှာစလုပ်မှာကောင်းတာနဲ့စမှာပေါ့ renewable energy တွေဒီလောက်ဟလာအလားအလာကောင်းနေတာเนาะကမ္ဘာမှာအဲ့တော့နောက်တစ်ခါကမ္ဘာမှာလျှက်စစ်ပြန့်တဲ့စနစ်တရားလဲဒီ decentralize ဆိုပြီးတော့ main လျှက်စစ် line ကြီးကိုပဲအဓိကအာမထားပါနဲ့ဒီ data line ကိုလေးတွေကို private sector တွေကိုပေးပြီးတော့ပြန့်တဲ့စနစ်တွေကောင်းနေတဲ့အချိန်မှာဘာဖြစ်လို့အကြောင်းမျိုးတွေအကြီးကြီးတွေကိုတင်မလဲအကြောင်းမျိုးတွေ database ဆက်ယုံတဲ့ ကြီးမားတဲ့ဆယ်စီမံကိန်းတွေဆောင်လုပ်ခြင်းမပြုဖို့အတွက်လူမှုအဖွဲ့တွေကရန်ကုန်မြို့မှာနေရတာအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။မြမအစိုးရစွမ်းရင်ဖိုရမ်မြင်းနဲ့ဒီဇင်ဘာ၁၂ဆက်၃နေရတာဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးပညာရှင်တွေနဲ့စီမံကိန်းကြောင့်ဒုက္ခရောက်နေတဲ့ဒေသခံတွေပါတက်ရောက်ခဲ့ပါတယ်။အဲ့တော့ကျွန်တော်နိုင်ငံကနံပါတ်1ကအာဒီကဘာတော့ကျွန်တော်မြန်မာနိုင်ငံက climate change ပေါ့ climate change ကိုဒီဆိုင်ရတဲ့အချိန်မှာဒီကဒါဆိုရင်ဘူးရည်ဒီမှာဘူးမရဘူး ဒီကိုကျွန်တော်လုပ်မြင်ခဲ့တာရှိတယ်ကျွန်တော်နံပါတ်၁ချက်နေလဲ primary ချိန်ကြောက်ရကတော့တော့နံပါတ်၂ကအာအာဆိုတော့ပြောရဲအဲ peace ပေါ့ဒါကြောင့်ကျွန်တော်မဆောက်သင့်ဘူးနံပါတ်၃ကျတော့ကျွန်တော်တို့နိုင်ငံ correction ကိုတော်တော်များလေးနိုင်ငံအဓိကတော့ကြီးကြီးရ billion နဲ့ချီအဆက်နေလုပ်တဲ့အတွက်ဒီစီမံကိန်းတွေကအများကြီး correction ကိုတွန်းအားပေးနေနေဖြစ်စေတယ်ဒါကြောင့်မဆောက်သင့်သေးဘူးပေါ့ဒီမိခနဲ့မလိခအကြောင်းသူ့ရဲ့ညာဆိုတဲ့ဘလောက်တည်ထားတယ်လဲတော့မိမိခနဲ့မလိခဆိုတာမိခပဲကြီးရင်ဘာမှ ိတ်စိုးရင်ရဖို့အလိခါပဲကြီးရင်လည်းမစိုးရင်ရဖို့နှစ်ခုစလုံးတစ်ခါတည်းပြုံးနေကြီးလိုက်ဘလောက်မြင့်တက်လာမလဲလို့အဲ့ဒါကြောင့်စိုးရင်လည်းရတယ်အိဒါတာလို့ရင်ကျမတို့မြန်မာတိုင်းနိုင်ငံလုံးကနေရောညရောအိတ်လေးပြောမှာဟုတ်ဘူးလို့အဲ့ဒါကြောင့်မို့အခုကျမတို့ဒီမြစ်ဆုံစီမံကိန်းကိုအခုလက်ရှိအစိုးရအနေနဲ့ရောကျမတို့ဒီမြစ်ဆုံတဲ့ကိုလုံးဝရပ်ဆိုင်ပေးပါလို့လည်းကျမတို့ဒေသခံအနေနဲ့လည်းပြောချင်ပါတယ်လို့ မြန်မာနိုင်ငံရဲ့အဓိကမြစ်ကြီးတွေဖြစ်တဲ့အရာဝတီနဲ့တောင်တွင်မြစ်တွေမှာအကြီးစားဆယ်စီမံကိန်းတွေဆောက်လုပ်ဖို့အတွက်အရင်အစိုးရလက်ထက်ကတဘောတူစာချုပ်တွေရေးထိုးခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအစိုးရလက်ထက်မှာတော့ဆယ်စီမံကိန်းတွေကိုစုံစမ်းစစ်ဆေးရေးကော်မတီတွေဖွဲ့ပြီးစစ်ဆေးဆောင်ရွက်နေပေမဲ့လည်းထိရောက်ခြင်းမရှိဘူးလို့ဒေသခံတွေကဝေဖန်နေကြပါတယ်။ကျွန်တော်ထွန်းထွန်းသိမ့်ပါအင်ချမ်းမြေအယောင်းဝယ်ဈေးကွက်အနေထား20ရာခိုင်နှုန်းလောက်ပြန်လည်မြင့်တက်လာပါတယ်။ကျော်စီအားကသတင်းပြပို့ထားတာပါရှင်။ ရန်ကုန်ချမ်းမြေရောင်းဝယ်ဈေးကွက်ထဲမှာရောင်းဝယ်တွေအေးနေတဲ့နေရာကနေနိုဝင်ဘာလလောက်ကနေစပြီးရောင်းဝယ်တွေပြန်လဲကောင်းမွန်လာပါတယ်။ငှားဈေးကွက်ခြေနေကတော့ပုံမှန်တိုင်းဆက်လက်ကောင်းမွန်နေတာပါ။ရောင်းဝယ်ဈေးကွက်က2015ခုနှစ်နဲ့နှိုင်းရှင်မဲ့ဆိုရင်တော့20ရာခိုင်နှုန်းလောက်မြင့်တက်လာတယ်လို့အင်ချမ်းမြေကျိုးဆောင်လုပ်ငန်းလုပ်ကန်သူတွေကဆိုပါတယ်။အခုအချိန်မှာတော့ကျွန်တော်တို့ဒီနိုဝင်ဘာလအစပြီးတော့ဗောနော်အင်ချမ်းမြေဈေးကွက်ထဲမှာပြန်လဲပြီးတော့တက်ဝင်လှုပ်ရှားလာတာကိုတွေ့ရပါတယ်။အာရောင်းဝယ်တွေပို့ပြီးတော့ဖြစ်လာတယ်၊ငှားတွေပို့ပြီးတော့ဖြစ်လာတာကိုတွေ့ရပါတယ်ခင်ဗျာ။ဒီနေ့2000 ်တော့15နှစ်ရှင်းပြီးတော့ပြောမယ်ဆိုရင်2019ဒီလပိုင်းမှာကျွန်တော်တို့ဟိုလောက်ထိတက်လာအာ15ရက်ကနေတော့20ရက်ကနေတော့အထိတက်လာရလို့ကျွန်တော်ပြောလို့ရပါတယ်ဒီနေ့မှာရွှေဈေးကစံချိန်တင်မြင့်တက်ခဲ့တာကြောင့်ရင်းနှီးမြုံနှံသူတွေကရွှေတွေကိုထုတ်ရောင်းပြီးအင်ချမ်းမေဈေးကွက်မှာဝင်ရောက်ရင်းနှီးမြုံနှံတာတွေရှိလို့အင်ချမ်းမေရောင်းဝယ်ဈေးကွက်မြင့်တက်လာတာပါလို့သုံးသက်တာတွေလည်းရှိနေပါတယ်။ဘာရှိသလဲတဲ့မရှိဘူးတဲ့တဲ့ခါကျတော့ရွှေကိုထုတ်ရောင်းရောင်းရတဲ့ လည်းဒီလိုစောက်ချင်စီတော့တယ်။အထူးသဖြင့်ဒါကိစ္စမျိုးစေပေါ့။အရိယာစာကိစ္စမျိုးစေပေါ့။နည်းနည်းလောက်ပါလား။ရန်ကုန်အချင်းမေရောင်းဝယ်ဈေးကွက်ထဲမှာရောင်းဝယ်ပြန်လဲကောင်းမွန်လာပေမဲ့အရင်လိုဈေးနှုန်းတွေမြင့်တက်ဖို့အခြေအနေတော့မရှိပါဘူးလို့ဈေးကွက်ကြွမ်းကျင်သူတွေကသုံးသပ်ပါတယ်။လက်ရှိမှာတော့မဖြစ်မနေရောင်းဝယ်လုပ်နေတဲ့သူချို့ကြောင့်သာရန်ကုန်အချင်းမေရောင်းဝယ်ဈေးကွက်ကလှုပ်ခတ်နေတာဖြစ်ပါတယ်။ကျွန်တော်ကတော့ကြော်စီရပါ။ မန္တလေးကပကြီလောကမှာစွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့အုံမုတ်ခွက်နဲ့ဘူးတိကြောက်တွေပေါ်မှာပကြီရေးဆွဲရောင်းချတာတွေအပေါ်စိတ်ဝင်စားမှုရှိနေကြပါတယ်။ငိမ့်မိုးနောင်ကသတင်းပေးပို့ထားတာပါရှင်။မန္တလေးမြို့ကပကြီဆရာတချို့အုံမုတ်ခွက်ဘူးတိကြောက်စတဲ့စွန့်ပစ်ပစ္စည်းတွေပေါ်မှာမြမရွေးရပကြီပုံလေးတွေရေးဆွဲရောင်းချရတာကနေလူတွေစိတ်ဝင်စားနေပြီးအဝယ်လိုက်နေတယ်ပြောပါတယ်။အဲ့တော့ဒီစွန့်ပစ်ပစ္စည်းလေးတွေကိုအန်ဒီတို့က မျိုးမျိုးပြုပြင်ပြီးတော့အုံမောက်ခွက်ကလေးတွေဆိုရင်လည်းအထက်ကမှမြမမှုမြမရိုးရလေးတွေရေးမယ်။ဒါဘူးတိလျှောက်ကလေးတွေပေါ်မှာဆိုလည်းဒါမြမကနုတ်ပန်းနေဟိုမကန်ကနုတ်ဘူးကမွားကနုတ်တော့ပေါ့နော်။ဒီကနုတ်ပန်းလေးတွေဆွဲတယ်နောက်တစ်ခါဒီမြမရိုးရအရုပ်ကလေးတွေဒါဆိုလို့ရှိရင်ဒါကနုတ်ရုပ်ကလေးပေါ့။နောက်တစ်ခါဒီလိုခရစ်စတယ်လေးတွေနဲ့အန်တီလွတ်ဒါထွင်ရတာပေါ့နော်။ဒီလိုအမျိုးလေးတွေအဲ့လိုဆွဲပါလေ။ ခုရှိတာဒါလေးတွေကဟိုအမြင်လဲစမ်းနေအဲ့တော့ကနိုင်ငံနိုင်ငံသားတွေကလည်းဒါလေးတွေကိုတအားကိုမဲမဲမောမောနဲ့ဝယ်တယ်ပေါ့နော်အခုလိုလက်မှုပစ္စည်းတွေကိုကမ္ဘာလက်ခီးသွားတွေကအမြတ်တနိုးဝယ်ယူကြတယ်လို့မြမအမှုပညာလက်ရာကိုပြသခွင့်ရတဲ့အတွက်လည်းဂုံယူစရာလုပ်ငန်းတစ်ခုဖြစ်ပေါ်လာပါတယ် အခုလိုဘူတီချောင်းနဲ့ပဲဖြစ်ပါစေလေအုံးကုန်နဲ့ပဲဖြစ်ပါစေလေပေါ့နော်အဲ့လိုအမှုပညာဆန်းစားဖန်တီးထားတဲ့ကိစ္စကြီးတော့ကျမကတော့ရန်ကုန်ကြီးရဲ့ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံသားတွေကိုပြရတဲ့အခါမှာလဲတချို့ဥစ္စာတွေကတခြားနိုင်ငံတွေမှာရှိတယ်ဥပမာအုံလီကြောက်ကိုလုပ်တဲ့ကိစ္စလိုမျိုးဒါပေမဲ့တချို့နေရာတွေကျတော့ဥပမာအဲအုံလီဆံကို polish တင်လို့အထက်မှာပတိဆွဲတဲ့ကိစ္စတွေအဲအဲ့လိုမျိုးတွေကကျမတို့တိုင်းပြည်မှာတခြားတိုင်းပြည်မှာမရှိဘူးအဲ့ဒါဆိုကျမဒီကိစ္စကိုတော့ကျမအရင်လည်းသဘောကျရတယ်နိုင်ငံသားတွေလည်းကျမပုံမှန်အဖြစ်တော့ပြပြတယ်ပေါ့နော်မန္တလေးမြို့ကပကြီဆရာတွေအနေနဲ့ပွင်လင်းရသည်မှာပကြီပြပွဲတွေပြသပြီးပကြီကားတွေရောင်းချရသလို အခုလိုဆုံးပြပစ္စည်းတွေပေါ်မှာပကြီရေးဆွဲရာကနေလဲဝယ်ယူသူတွေစိတ်ဝင်စားမှုရရှိလာတဲ့အတွက်ဝမ်းသာနေကြပါတယ်။အခုလိုလက်မှုပစ္စည်းလေးတွေကိုမန္တလေးမြို့ကအမှတ်တရလက်ဆောင်ပစ္စည်းရောင်းဆိုင်တွေမှာဝယ်ယူရရှိနိုင်ပါတယ်။ကျွန်တော်ငိမ့်မိုးအောင်ပါတရုတ်ဆိုင်ကအင်ဂျင်ပါဝါ125ကိုအသုံးပြုပြီး၃ဘေးကောက်ဟောင်းကို၄ဘေးကအဖြစ်ပြောင်းထားတဲ့မန်လေးမျိုးကအသက်80ရွယ်ကောက်ဝက်လျှော့ဆရာကြီးဦးတီဝင်းရဲ့ဖန်တီးမှုကိုအင်ခိုင်မြေကသတင်းပေးပို့ထားပါရရှင် မန္တလေးမြို့မဟာအောင်မြေမြို့နယ်အတွင်း89လမ်း35 36လမ်းကြားမှာနေတဲ့အသက်80ရွယ်ကားဝတ်ချော့ဆရာကြီးဦးတင်ဝင်းကသုံးမင်းကားဟောင်းတစ်စီးကိုတွေ့ရှိပြီးတရုတ်ဆိုင်ကယ်125 engine တက်ဆင်ပြီးပုံစံပြောင်းကလေဗင်ကားအဖြစ်ပြန်လည်ပြုပြင်တီထွင်ခဲ့တာပါဒီကားနဲ့ဆိုရင်သုံးစီးမြောက်အဖြစ်တီထွင်ကြံစားခဲ့တယ်လို့ပြောပါတယ်ငါအရင်ကကောက်ကားကိုရှေးကားလေးရှေးကားဟောင်းလေးလေလာရတာလေ ရာတစ်စက်ဝဲပြီးတော့အင်းရင်ပြောင်းအဲ့ဒါကြီးဒွိမန်းရတယ်ဆက်ကဲဝါချုပ်မှာခေါ်လေးထိုးလာတာသူဒီအဲ့ဒါနဲ့ကကိုလေးကိုမျက်စိကျပြီးတော့ဝဲလာပြီးတော့ကရှေ့ကနေတော့လေးမင်းကရုပ်ကြီးပြောင်းတော့အင်းရင်ပါရာကိုတွင်ကြည့်ကြတယ်စင်းနေတော့ဘယ်လိုသွားကြည့်ရတော့ဘာလာလာရပါလိုက်စင်ရရတော့ဗျာဒါမျိုးလေးလုံးပြီးစီးလို့ရတယ်လိုက်စင်ပြရတော့လေ ဒီနောက်ဝန်းနှမ်းပဲဒီတပိတ်ဆိုင်သွားပါသွားတော့လောက်ပါခုလိုတည်ထွင်မှုတွေကမြန်မာနိုင်ငံအတွင်းဒေသတော်တော်များများမှာရှိတာကြောင့်နိုင်ငံတော်အနေနဲ့လိုအပ်ချက်တွေကိုကူညီထောက်ပံ့ပေးတဲ့ကြောင်းထောက်ပြမှုတွေရှိနေပါတယ်။ကျွန်တော်တို့အားပေးပါတယ်ဒီလိုကိုယ်ပိုင်တည်ထွင်နေတာမြန်မာပြည်မှာဒါမျိုးကိုယ့်အားကိုယ်ကိုပြီးတော့ကိုယ်ပိုင်ညာနဲ့တည်ထွင်နေတဲ့လူတွေအများအများရှိတယ်။ဒါပေမဲ့ပို့ပြီးတော့စနစ်ကြောင်ဤပညာငွေကြီး အဆိုရကတက်နေတဲ့လောက်ကူညီပံ့ပိုးပေးလို့လိုရတယ်ကိုဗစ်စနစ်ကြောင့်လည်းလိုအပ်ပါတယ်ဒီထရနာရောအားပေးပါတယ်ကားနဲ့ဆိုင်ရည်တွေကိုပုံစံပြောင်းထုတ်လုပ်တည်ထွင်သေးတွေရှိနေပေမဲ့နိုင်ငံတော်အနေနဲ့ license ချပေးတာတွေစနစ်တကျကြက်မှတ်ပြီးကူညီပံ့ပိုးတာတွေပြုလုပ်ပြီးပြည်တွင်းကတနိုင်တစ်ပိုင်းစက်မှုလုပ်ငန်းတွေဖွံ့ဖြိုးလာနိုင်တယ်လို့သုံးသပ်သူတွေရှိနေပါတယ်။ကျွန်တော်ကအိမ်ခိုင်မြဲပါ။ညာရှင်နိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကျမလေးလေးမောင်မအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။